တူရကီနိုင်ငံမှာအစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေပွဲကျင်းနေပြီးလူ900ကျော်ဖမ်းခံရတယ်လို့သိရပါတယ်။တူရကီသမ္မတအာဒိုဂန်ရဲ့အဓိကနိုင်ငံရေးပြိုင်ပွဲဖြစ်တဲ့အစ္စတန်ဘူမြို့တော်အီမာမိုဂလူဖန်စီခင်ရပြီးနောက်ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေတွင်လူ900ကျော်ဖန်စီထိန်းသိမ်းထားတယ်လို့တူရကီပြည်ထောင်စုဝန်ကြီးဌာနကကြေညာပါတယ်။ကျင်းပချဆောင်မှုဆွေးကြတဲ့ကြောင့်အစ္စတန်ဘူတရားဝန်က အတိုက်ခံခေါင်းဆောင်ကိုမနေ့ကတရားဝင်ဖမ်းဆီးထိန်သိမ်းဖို့အမိန့်ချလိုက်ပြီးကျင်းတော်ကိုပို့ဆောင်လိုက်ပါလေ။တမလာလောင်းအဖြစ်ဝင်ရောက်ရွေးကောက်ဖို့စီစဉ်ထားတဲ့မုံဂလူကိုဖမ်းဆီးပြီးနောက်နိုင်ငံတွင်းမှာဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်နေတာပါ။အာရုဂဟာအာရာရှင်တွေဆိုပြီးတော့လူလူကဆွဆွဲပါလေ။အာရုဂဟာရွေးကောက်ပွဲတွေမှာလည်းသူကြီးပဲအနိုင်ရတယ်ပြောပါလေ။ဒါပေမဲ့တကယ်တကယ်လူကြိုက်များမှုစီးရင်မှာတော့အတိုက်ခံတွေကသာဥဆောင်နေတာဖြစ်ပါလေ။ အခုလည်းတိုက်ခံကောင်းဆောင်ဟာအာတုဂါဝအနိုင်ရဖို့အတွက်တပြေးနေတဲ့ချိန်မှာအခုလိုဖန်စီထင်းသိမ်းခံရတာဖြစ်ပါလိမ့်။အကျင့်ပြတ်ချဆောင်မှုဆွေးကျက်တွေနဲ့ရင်ဆိုင်နေရတဲ့သူကိုထောင်ဒဏ်ချမှတ်လိုက်တာဟာနိုင်ငံကြီးခြေထိုးကွက်ဖြစ်ပြီးဒီမိုကရေစီမဆန်တဲ့လုပ်ရည်လို့ဥရောပကောင်းဆောင်တွေကလည်းဝေဖန်ပါလိမ့်။ Republican ပြည်သူ့ပါတီဟာအီမန်မိုဂလူကိုသူတို့ပါတီရဲ့သမ္မတလောင်းဖြစ်ရွေးချယ်ဖို့စီစဉ်ထားပြီး ပါတီဝင်မဟုတ်သူ73တန်းကျော်ကလည်းသူ့ကိုတမန်လောင်းအဖြစ်ထောက်ခံဖို့စမ်းသပ်ရှိနေတယ်လို့ဆိုပါတယ်။စီရင်ချက်ချပြီးနောက်မှာသူ့ကိုရဲတပ်ဖွဲ့ရင်တန်းနဲ့အတူ celebrity ကျင်းတော်ကိုအာနာပိုင်တွေကခေါ်ဆောင်သွားပါတယ်။ Istanbul မြို့တော်ကို တခြားခရိုင်မြို့တော်နှစ်ယောက်နဲ့အတူတာဝန်ကနေဖယ်ရှားခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးဌာနကပြောပါတယ်။စမ်းသပ်ပြပွဲတွေဟာတူရကီကို22နှစ်ကြာအုပ်ချုပ်လာတဲ့တမရအော်တိုဂန်ရဲ့အစိုးရပေါ်လူမှုမြင့်တက်မှုမြင့်တက်လာတဲ့ ရိတ်လက္ခဏာလည်းဖြစ်ပါတယ်တူရကီဆိုရကတော့တရားရဲ့စုံစမ်းစစ်ဆေးချက်ဟာမိခိုကင်းပြီးနိုင်ငံရေးရည်ရွယ်ချက်လုံးဝမပါဘူးလို့ညင်ပါတယ်အီမန်မိုဂလူဟာဂျာနယ်လစ်စီးပွားရေးသမားနဲ့နိုင်ငံရေးသမားရောက်တရားကိုနိုင်ငံတော်ဖန်ဆင်းမှုတွေကတခုဖြစ်ဖန်ဆင်းခံရတာဖြစ်ပြီးသူဟာအကြံဘက်အဖွဲ့ကိုတီထောင်ပြီးငွေကြေးရယူခြင်းအားပေးထောက်ခံခြင်းနဲ့ငွေကြေးလွှဲသွန်းဆောင်မှုတွေလုပ်တယ်ဆိုပြီးအာဒိုကန်ကပြင်းပြင်းထန်ထန်ဆွဆွဲ ထားတာဖြစ်ပါတယ် တကယ်တကယ်ရတော့ကြည့်မယ်ဆိုရင်အာတိုကန်ရဲ့အဲ့ဒီလိုဆွဆွဲမှုတွေဟာအိပ်ပယ်မရှိဘူးဆိုပြီးတော့နိုင်ငံရေးလေးလာတုံးတူတွေကပြောပါတယ်အာတိုကန်အနေနဲ့ရွေးကောက်ပွဲမှာရှုံးနာကိုစိုးရင်တဲ့အတွက်ကြောင့်အဲ့ဒီလိုမျိုးတိုက်ခန့်ခေါင်းဆောင်ကိုဖန်စီထင်းသိမ်းပြီးရွေးကောက်ပွဲကိုဝင်မပြိုင်နိုင်အောင်လှုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ဆိုပါတယ်တူရကီတမရအာတူကန်ရဲ့အဓိကပြန်ဘက်ဖြစ်တဲ့အစ္စတန်ဘူမြို့တော်မှာ ပြောရမယ်ဆိုရင်2028သမ္မတလောင်းအဖြစ်မဲပေးပွဲမှာရွေးချယ်ခံရဖို့အစီအစဉ်ထားတာဖြစ်ပါလေ။သူဒီဆွဆွဲချက်တွေညင်းဆိုထားပြီးဒါဟာနိုင်ငံရေးလှုပ်ဆောင်ချက်ပါ။နိုင်ငံရေးချိန်ထိုးခံချက်ပါလို့တိုက်ခန်တွေကပြောပါလေ။အခုလိုသူ့ကိုဖမ်းမှုကြောင့်တူရကီမှာစေစုနှစ်တခုအတွင်းအကြီးဆုံးဆန္ဒပြပွဲဖြစ်ခဲ့ပါလေ။သမ္မတအာရိုဂန်ဟာဆန္ဒပြပွဲတွေရှုတ်ချပြီး CHP ပါတီဟာငြင်းချမ်းရေးကိုအနှောက်အယှက်ပေးပြီးပြည်သူတွေကိုတွေးခွဲဖို့စူးစမ်းနေတာလို့ဆွဆွဲပါလေ။ ော်ရိုးနေကမြို့တော်ဝန်ထဲသူနိုင်ငံရေးသမားတွေတင်းနှောင်းတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်လူပေါင်းတရာကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါလေတစ်ဆက်ထဲမှာပဲငါးညာစတိုက်ဆန္ဒပြမှုတွေလည်းဖြစ်ပေါ်ခဲ့ပါလေဒီနေ့ကနေ့မှာတော့သူ့ကိုရာဇမှုအဖွဲ့အစည်းထူထောင်ပြီးစီမံခန့်ခွဲမှု လက်ဆောင်မှုငွေညှစ်မှုပုံကိုရေးချက်လက်တွေတရားမဝင်မှတ်တမ်းတင်မှုတင်တာလုပ်ငန်းလိမ်လည်မှုတွေပါထပ်မံတရားစွဲမယ်လို့ဆိုပါတယ် အခုဆိုရင်အစ္စတန်ဘူအန်ကာရာနဲ့အဇမီးယားမြို့တွေကဆန္ဒပြပွဲတွေဟာမလ23ညနေပိုင်းထိဆက်မပြတ်ဖြစ်နေပါတယ်။တိုက်ခန် Republican ပြည်သူ့ပါတီ CHP ကလည်းနိုင်ငံရေးအာဏာသိမ်းမှုလို့ဆိုနေပါတယ်။မြို့တော်ဝင်ဟာသူ့ရဲ့ရှိနေတဲ့ကတစင်လူမှုကွန်ရက်မှာမျှဝေခဲ့ရမှာဆန္ဒပြသူတွေကိုနှုတ်ဆက်စကား message ပို့ခဲ့ပါတယ်။မြို့တော်ဝင် Imam Moglu ဟာ CHP ရဲ့တမနာလုံးရွေးချယ်မှုမှာတူဒီတော့သူဖြစ်ပြီးတော့သူ့ကိုလူပေါင်း15သန်းနီးပါးကမဲ့ပေးခဲ့ပါတယ်။ အခုဖန်စီခံမှုဟာသူ့ရဲ့တမလာလောင်းဖြစ်ဝင်ရောက်ရှင်ပြန်မှုနဲ့ရွေးကောက်ပွဲတင်မြှောက်ခံမှုကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့တရားဝန်ကတော့သူ့မှာအပြစ်ရှိတယ်လို့ဆုံးဖြတ်လိုက်မှဆိုရင်သူ့အနေနဲ့ဝင်ရွေးခံခွင့်ရှိတော့မှာမဟုတ်တော့ပါဘူး။တရားဝန်ရဲ့ဆုံးဖြတ်ချက်ဟာလည်းအာလူခံရဲ့ဆုံးဖြတ်ချက်နဲ့အတူတူပဲလို့နိုင်ငံရေးလေလာသူတွေကဆိုပါတယ်။